နာရဝိန်တထေကြီးမှာဗာကြုံရအောင်လို့ဆိုသူများကိုပေးထားတဲ့ကျွေးတွေကျွေးယူထားတဲ့ပုဂ္ဂိုလ်တွေကပြန်ပြီးမပေးဆက်နိုင်ကျွေးတွေပြန်မရတဲ့အခက်ခဲတစ်ခုဒီတည်းမှာအစီရာဝတီမြင့်ကဘာပြူတာကသူ့အတွက်အန္တရာယ်တစ်ခုပဲအစီရာဝတီမြင့်ကြီးကဘာပြူတဲ့အခါမှာ ရှေးခေတ်ကယရနာပစ္စည်းကိုတိမ့်တာဟာမြေကြီးထဲမှာမြုပ်ပြီးတော့တိမ့်နေရှိလို့သူပိုင်ဆိုင်တဲ့ယရနာပစ္စည်းချို့ဟာကဘာပြိုတဲ့ထဲပါသွားတယ်အဲ့ဒီလိုကျွေးတွေပြန်မရတာတို့ကဘာပြိုတဲ့ထဲပစ္စည်းတွေပါသွားတာတို့ ਨੇ နေ့စဉ်နဲ့အမြလှူဒန်းပေးကမ်းနေတဲ့လာလာတဲ့ပြပုဂ္ဂိုလ်တွေကိုဘောရဘာသာမဖြစ်ခင်ကတည်းကသူဟာ ဆာရမယ်မဲ့တောင်းရမယ်မဲ့ပုဂ္ဂိုလ်တွေအတွက်ဒိသင်အလှူဒါနကြီးပြုလို့သူ့ကိုငဲနာမယ်သူထတ္တဆိုတဲ့အမည်ပြောက်ပြီးတော့အနာထပိဏ္ဍကကိုယ်ဝေရမဲ့တဲ့ပုဂ္ဂိုလ်တွေအတွက်ထမင်းပေးတဲ့ထမင်းရှင်တထေးအဖြစ်နာမည်ကျော်ကြားလာခဲ့တဲ့ပုဂ္ဂိုလ်အဲဒီလိုအစဉ်မပြေဖြစ်တဲ့အခါမှာသူစိတ်တိုင်းကျ အလှူဒါနကိုတော့မပြက်ဘူးသို့သောစိတ်တိုင်းညမလှူနိုင်ဘူးအကောင်းစားမလှူနိုင်မဲနဲ့သူဟာအလှူဒါနကိုတော့ဆက်ပြီးတော့လှူတယ်ကျွေးမွေးမှုကိစ္စကိုဆက်ပြီးတော့လုပ်တယ်သို့တော့ကိုကြစီမတတ်နိုင်သည့်အတွက်ကြောင့်ရှော့ချပြီးတော့လှူရတာဖြစ်လာခါတိုင်းဆိုရင်ကောင်းမေညွန့်မေဆိုတဲ့ဆန်း ဟင်းကောင်းတဲ့သမင်းပွဲကိုလှူဒါန်းနိုင်တော်လဲပဲစီဝါရေးပြက်ကတ်ဆိုင်နေတဲ့အချိန်လေးမှာတော့ဈေးပေါ်ပေါ်ရနိုင်တဲ့စကွဲသမင်းနဲ့ပုံးရီခင်းဆိုတာအဲ့ဒီနှမျိုးကိုပဲသူလာလာသမီးလူတွေကိုကျွေးမွေးလှူဒါန်းနိုင်တာသူ့စိတ်ထဲမှာတော့ဉာဏ်အားရခြင်းမရှိဘူးပေါ့ သစ္စာဘုရားသခင်ကိုရောမြတ်ကဒီလိုအခြေအနေဖြစ်နေတဲ့အချိန်မှာနာရဝိန်တထေကြီးရောက်လာတော့အချိန်မှာမေးလိုက်တယ်ဘယ်လိုလဲခရိုင်းလိုပဲနေစဉ်နဲ့အမြအိမ်မှာဒါနကောင်းမှုတွေလုပ်နိုင်ရဲ့လားလို့မေးလိုက်တော့အရှင်ဘုရားလူတော့လူနိုင်ပါလေဒါပေမဲ့လို့တပည့်တော်ဟာခရိုင်းလို့ အလွန်ကောင်းကောင်းမွန်မွန်မလူနိုင်ဘူးစကွဲတမင်းနဲ့ပုံးရီဟင်းလို့ဆိုတဲ့ရှင်ရသားတွေစားတဲ့အစားအစာမျိုးကတပည့်တော်လှူနိုင်တော့စိတ်တိုင်းမကြဘူးဖေရလို့စိတ်ထဲမှာအာရမှုမဖြစ်ဘူးလို့ပြောတော့ရသော်ဗျာတထေးကြီးကိုလှူတဲ့ပစ္စည်းကကောင်းသည်ဖြစ်စေညံ့သည်ဖြစ်စေ ဒါအဓိကပရဏမဟုတ်ပါဘူးတဲ့အဓိကပရဏမဟုတ်ဘူးဆိုပြီးယေຊုဗျာဟာစိတ်ထမ်းတက်ဖို့တုံသင်ဆုံးမပေးလိုက်တာဖြစ်တယ်လောကလူတွေဟာလူတွေတန်းတဲ့အခါမှာကိုလူတွေပစ္စည်းပေါ်မှာအာယုံပြုတ်ပြီးတော့စိတ်တိုင်းကြရဲမကြဘူးဆိုတာဖြစ်ပေါ်တတ်တယ်အဲ့တော့ယေຊုဗျာကအဲ့ဒီလူတွေပစ္စည်းပေါ်မှာစိတ်တိုင်းကြမှု မကြမှုတဲ့ ကိုယ့်ရဲ့စိတ်နေသဘောထားကပိုပြီးအရေးကြီးတယ်။ရည်ရွယ်ချက်လို့ဆိုရင် intention ကပိုပြီးတော့အရေးကြီးတယ်။ဒါကြောင့်မို့စိတ်နေသဘောထားကောင်းဖို့ကိုလူတဲ့အလူတစ်ခုအတွက်အာယုံဆိုင်ပြီးလူနိုင်မှုအသာအဓိကကြအာယုံမဆိုင်နိုင်တဲ့အလူတွေတဲ့အာယုံဆိုင်ပြီးတော့တလေးတစားလှူရတဲ့အလူကပို့ပြီးတော့တန်မိုးရှိတယ်ဆိုတဲ့အကြောင်းကို တထည်ကြီးကိုဆုံးမဩဝါဒပေးတယ်စကွဲတမင်းပုံးရီဟင်းလောက်တင်လှူရလို့စိတ်တိုင်းမကြဘူးဆိုတာမျိုးမဖြစ်ဖဲနဲ့အဲ့ဒီစကွဲတမင်းနဲ့ပုံးရီဟင်းမဲ့ဖြစ်ပါစေစိတ်ထဲမှာအလေးနဲ့ထားပြီးတော့လှူဖို့လိုအပ်တယ်လို့ရသော်များဆုံးမဩဝါဒပေးအဲ့တော့အလှူတူကနှမျိုးရှိတယ်ပေါ့ တက်ကိစ္စဒါနနဲ့အတက်ကိစ္စဒါနတက်ကိစ္စဒါနအတက်ကိစ္စဒါနဆိုတာလောက်ကင်ဆောင်ရွက်ဖို့နဲ့ပတ်သက်တယ်ပစ္စည်းနဲ့မပတ်သက်ဘူးပစ္စည်းကကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေလှူတဲ့တန်းနဲ့လောက်ကင်ဆောင်ရွက်ဖို့ချင်းရအဲ့ဒါကပိုရေးကြည့်တယ်လို့ရသော်များဒီလိုဟောတာ